သာသနာ့ဘောင်မှာခွေးသေးကောင်ပုဂ္ဂိုလ်လည်းပင်ဆွဲတော့ဉာဏ်တာတပါပေါ်ဥပါရယ်အလုံးမဲမင်္ဂလာပါကျွန်တော်ခုတက်ဆက်ပေးချင်တာကတော့မနက်လေပင်ကိုခွေးသေးကောင်ပုဂ္ဂိုလ်တကယ်ဘယ်သူဆွဲပေးခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်ထေရဝါဒကျမ်းဂန်မှာတော့မနက်လေပင်ကိုခွေးသေးကောင်ပုဂ္ဂိုလ်ဆွဲပေးခဲ့တဲ့ယဟန်တပါမှန်တကယ်ရှိခဲ့ပူပါတယ်အဲ့ဒီဥစ္စာလေးတော့ဒီတရားလေးတော့အတူလေးကျွန်တော်တင်ဆက်ပေးပါမယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြေဆုံးကြပါစေခင်ဗျာ ီနေ့မြမတိမြေတလွားမှာခက်စားနေတော့ရှင်ဥပကုဒ္ဒနဲ့ပတ်သက်တော့အကြောင်းအရာတည်တဝီနီးဒေသနာနဲ့ညီညွတ်ခြင်းမရှိပါဘူးနှစ်သုတ်တန်ဒေသနာညီညွတ်မရှိပါဘူးသုံးအရိယမသဘောများနဲ့လိုက်လျောညီတည်မရှိပါဘူးလေးကြောက်စာမင်းစာစပေတမိုင်းနဲ့ကန့်ညီခြင်းမရှိပါဘူးတို့အတွက်ကြောင့်ကျွန်ုပ်ဓမ္မစီရီသည်အဲ့ဒီရှင်ဥပကုဒ္ဒနဲ့ပတ်သက်တော့အကြောင်းအရာများကိုထေရဝါဒကထေရလက်ခံဤဖြစ်စေမခံဤဖြစ်စေထေရဝါဒဤပြင်ပမှအကြောင်းအရာများလို့ဆိုပါသည်သို့တော့ ာသနာတော်မှာခွေးသေးကောင်ပုဂ္ဂိုလ်လည်းပင်ဆွဲတော့ရန်နာတပါပေါ်ဥပါတယ်ထေရတက္ကရာမှာပါပါတယ်ဟုတ်ပြီနော်အဲ့လိုတော့ပေါ်ဥတယ်အဲ့ဒါကတော့အဲ့ဒီရှင်မြလေးမစွာလို့ဥဝိမလာပဲစွာလို့ဒီဥဝိမလာရှင်မြလေးကဒီနားကဥမျိုးညွတ်အိမ်မှာဝန်ထက်သွားတာလေအဲ့မှာသူ့ဥမျိုးညွတ်မှာသမီးကျော်လေးတယောက်လည်းရှိတယ်ဆိုတော့ဒီဥမျိုးညွတ်အိမ်ကိုဝန်ထက်သွားတာတော့သူရဲ့ရဟန္တာလေးကိုကြီးညိုတယ်အဲ့ဒီဥဝိမလာလေးကိုကြီးညိုတယ် အဲ့လိုကြီးညိုတဲ့အခါမှာယန္တာလေးကိုကြီးညိုနေတော့တရားတရားပြက်အောင်ဆိုပြီးတော့မာနကဥညွညွသမီးရဲ့လက်ကိုကန်လိုက်ပါဒီဘုန်းကြီးကလည်းဘယ်နဲ့လောက်တာပါလဲဟာသမီးလက်ကိုကန်တာပါလားလို့တပည့်ကြီးကောင်မလေးကတော့သိလိုက်တယ်ဟာဒါလူရဲ့အထီးတွေမဟုတ်ဘူးဒီအထီးတွေကလူသားရဲ့အထီးတွေမဟုတ်တော့အနတ်ကထီးတွေဆိုသိလိုက်တယ်ကောင်မလေးကတပည့်ကြီးမိဘတွေကခိုင်သွားပါတယ်ဩဝင်းဝင်းမလားကသူ့ကိုယ်သူယန္တာလေးပါလေးနဲ့ဥညွညွသမီးရဲ့လက်ကြီးကိုကန်တာလူများကြမှာတွေ့သွားပါ အဲ့တော့တဲ့ချင်းယုံရဲ့ယောယောသားတွေကအဲ့ဒီရဟန္တာအရှင်မြတ်လည်းလာတဲ့လာတဲ့ခါကျတော့ခါတိုင်းလို့အရှင်မြတ်ဘယ်ရောက်ကြွားလာလဲခင်ဗျာဆုံးပြေဆုံးလာလဲဘယ်သူမှမမေးတော့ဘာဖြစ်သွားတာပါလိဒီလူတွေဘာလို့ချင်းယုံတရားမဲ့သွားလဲဆင်ရင်လိုက်တော့မှအဲ့ဒီငနေသွားပြီဩဒီကောင်ဒီလိုဆိုပြီးအဲ့ဒီမှာအသာတွေအဲ့ဒီအဲ့ဒီကောင်နောက်တစ်ခါလဲကြာရောဒီငန်နဲ့လဲဒီဥမျိုးညွတ်အိမ်နဲ့ဝင်မခွေးသိကောင်ကိုဖန်ပြီး level ဆွဲပေးလိုက်အဲ့ဒါတော့ဒေသနာလည်းရှိပါတယ်အဲ့ဒါကိုပုံမှားရဲလိုက်တာပါဟုတ်ပြီနော်အဲ့ဒါကကျမ်းစာမထေရဝါဖြစ်ဖြစ်ရှိပါတယ်ကရှိစီတော့